စစ်ကောင်စီရဲ့ထောက်လှမ်းရေးတွေဟာတော်လှန်ရေးအဖွဲ့တွေရဲ့အတွင်းမှာတချို့အဖြစ်နဲ့ဝင်ရောက်လာနေတယ်လို့မန္တလေး PTF အဖွဲ့က3 page ညချက်ထုတ်ပြန်ပါတယ်။တချို့လုပ်ငန်းကိုစစ်ကောင်စီကတေချာပေါက်လုပ်မှာပဲဆိုတာကိုတော်လှန်ရေးသမားတွေသိပြီးသားပါ။အခုလိုအချက်လက်နဲ့ဖော်ထုတ်3 page လာနိုင်တော့အခုတော်လှန်ရေးကာလအတွင်းမှာထောက်လှမ်းရေးရဲ့လှုပ်ဟန်ကိုပို့ပြီးတော့အကဲခတ်လို့ရလာပါတယ်။စစ်ကောင်စီကမွေးမြူလေ့ကျင့်ပေးထားတဲ့တချို့တွေဟာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့အတွင်းကိုရဲဘော်တဲ့အဖြစ်နဲ့ အသွင်ယူဝင်ရောက်လာကြတယ်လို့ဆိုပါတယ်စစ်ကောင်စီထောက်လန်းရေးတွေရဲတွေဟာအဲ့ဒီအသွင်ယူတယ်ဆိုတဲ့အလုပ်ပေါ်မှာအလွန်ဝါသနာကြီးပါတယ်ပြည်ထစာကိုဖမ်းတာတောင်မှအသွင်ယူတယ်ဆိုပြီးတော့အမျက်ထုတ်လှုပ်ရှားလိုက်ကြပါသေးတယ်သူတို့အမျက်ထုတ်ပြီးတော့မှပတ်စံမပေးဘဲနဲ့လက်ထိတ်ခတ်ဖမ်းလိုက်တာမျိုးပါလောက်ကြပေါ့ရှင်တို့ကရဲတွေပဲဆိုတဲ့စကားဟာဟာတတက်တက်အဖြစ်နဲ့ထွက်ပေါ်လာတာမဟုတ်ပါဘူးတရှူတို့ထောက်လန်းရေးတို့ရဲတို့စုံတော့တို့ကို ပြည်သူကမုံတီးရာကနေပြီးတော့ထွက်ပေါ်လာတဲ့ပြည်သူတွေရဲ့ရင်းနှီးစကားပါမဆလာခင်မာတော့ကဆိုလို့ရှိရင်ဘုံကြီးတွေရဲ့တရားပွဲမှာတောင်းမှထောက်လန်းရေးကရောက်နေတတ်ပါတယ်ဘုံကြီးတစ်ပါးကထောက်လန်းရေးကိုယွန်ပြီးတော့တရားဟောတာရွက်ပြီးတော့တရားဟောတာတခုကတော့နာမည်ကြီးပါတယ်အသက်ထိုးမြင်းကောင်းတို့မြည်ဒီမှာမတ်တက်ရရင်ခြေတစ်ဖက်ကိုနည်းနည်းကြွထားတတ်ပါတဲ့ဘယ်တော့မှခြေောက်ကိုစုံမထောက်ဘူးလို့ဟောပါတယ် အေးစုံထောက်တာကတော့ခွေးပဲလို့ဘုန်းကြီးကဟောပါတယ်တရားပွဲရှေ့တန်းမှာထိုင်နေတဲ့ခွေးလဲရှက်ရှက်နဲ့လက်အုပ်ချီထားရတာပါပဲတော်လိုင်းရဲ့အဖွဲ့တွေအတွင်းကိုဝင်လာတဲ့တရှူတွေဟာတော်လိုင်းရဲ့သမားတွေရဲ့လိပ်စာဖုန်းနံပါတ်တွေကိုတောင်းယူစူးစောင်းပြီးတော့ထောက်လိုင်းရဲ့ကိုသတင်းပေးပို့ကြပါတယ်တော်လိုင်းရဲ့သမားတွေကိုတက်ကထွက်ပြေးအောင်သွေးထိုးလှုံ့ဆော်ပါတယ်စိတ်ဓာတ်ကြအောင်ပြောဆိုပါတယ်ထွက်ပြေးဖို့လမ်းကြောင်းကိုလည်းရှာဖွေပေးကြပါတယ်သူတို့စီကိုဝင်လာတဲ့တရှူတွေဟာ အသက်20ဝန်းကျင် လူငယ်အမျိုးသားအမျိုးသမီးတွေလို့ဆိုပါတယ်။ယုတ်တိရှိအောင်လူငယ်တွေကိုစစ်ထောက်လိုင်းရေးကတုံးတာကလည်းအကြောင်းအကျောင်းပါ။ဒါပေမဲ့အဲ့ဒါလိုတုံးတဲ့အပေါ်ကနေစစ်ထောက်လိုင်းရေးရဲ့စိတ်ဓာတ်ကိုလှမ်းမြင်ရပါတယ်။အဲ့ဒီလူငယ်လေးတွေဟာအသက်20ဝန်းကျင်ဆိုတော့ထောက်လိုင်းရေးလုပ်ငန်းတချို့လုပ်ငန်းကိုတိတိကျကျလေ့ကျင့်ပေးထားပြီးသားမဟုတ်နိုင်ဘူးဆိုတဲ့အချက်ကိုမြင်ရပါတယ်။တိတိကျကျလေ့ကျင့်ပေးမထားသေးတဲ့လူငယ်တွေကိုသူတို့ရဲ့ရန်သူ ော်လိုင်းရေးသမားတွေရှိတဲ့နေရာမှာသွားပြီးတော့အသွင်ယူတချို့လောက်ခိုင်းနေဆိုတာဟာတေရွဲ့နဲ့ပို့တာပါပဲကလေးတတာပဲရှိသေးတဲ့အဲ့ဒီလူငယ်လေးတွေရဲ့တေရေးရှိရေးကိုစစ်ကောင်စီကတံပိုးမထားဘူးထက်မတွေ့ဘူးထက်မတွက်ဘူးဆိုတာထင်ရှားပါတယ်မင်းတို့အသက်ခံရလို့ရှိရင်ရောကြီးပေးလိုက်မယ်ဆိုတာတော့ပဲစဉ်းစားထားဖို့ရပါတယ်သူမြသားသမီးဆိုတော့သူတို့သားသမီးမဟုတ်လို့အဲ့လိုအသက်နဲ့ရင်းပြီးတော့စွန့်စားခိုင်းတာပါ စစ်ကောင်စီဗိုလ်ချုပ်တွေရဲ့တာသမီတွေဟာအဲ့ဒါလိုတရှိုးအလုပ်တို့စစ်တိုက်တဲ့အလုပ်တို့ကိုဘယ်တော့မှမလုပ်ပါဘူး။သူတို့တာသမီတွေကိုတော့စီးပွားရေးပဲလှုပ်ခိုင်းပါတယ်။နိုင်ငံခြားပို့ပြီးကြောင်းထားခိုင်းပါတယ်။တထင်းလှုပ်ခိုင်းပါတယ်။ဦးသိမ်းမြောက်ကစစ်ကောင်စီထောက်ခံတဲ့လူငယ်တွေနဲ့စစ်ကောင်စီဗိုလ်ချုပ်တွေကိုတွေးခွဲနေတာပဲလို့တချို့ကထင်ကောင်းထင်ကြပါလိမ့်မယ်။ဟုတ်ပါတယ်။တွေးခွဲပေးနေတာပါ။ခွဲတိုက်လို့ခွဲပေးနေတာပါ။ကျွန်တော်ပြောနေတာမှန်မှန်တဲ့စကားတစ်လုံးမှမပေါ်ပါဘူး။ လူငယ်တွေကိုကျွန်ဆက်သွင်းနေတာခွေးဆက်သွင်းနေတာကို မကြည့်ရလို့အမှန်တိုင်းပြောပြပြီးတော့သွေးခွဲပေးနေတာပါဒါဟာနိုင်ငံသားလူကြီးတယောက်အနေနဲ့ပဲဖြစ်ဖြစ် တက်ကြွတဲ့သတင်းသမားတယောက်အနေနဲ့ပဲဖြစ်ဖြစ်လောက်ကိုလောက်ရမယ်အလုတ်ပါတာဝန်တရပါအချိန်ကာလတစ်ခုအလုတ်လုတ်ပြီးလို့သူတို့လုတ်တဲ့လုတ်ရပေါ်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီလူငယ်တွေဟာတက်ပြေးဖြစ်နေထွက်ပြေးကြတယ်လို့ဆိုပါတယ် ဲ့လိုလူတချို့ကိုမန္တလေး PDF ကနာမည်စင်းတဲ့တကွာထုတ်ဖော်ကြေညာထားပါတယ်နာမည်တချို့ကိုကောက်နှုတ်ဖော်ပြရရင်တော့ရဲသွေးကျော်စင်ထက်ပန်းဤဖြူမင်းမြတ်နိုးပိုင်အားကာဦးကျယ်စင်လင်းကျော်ပြည့်အောင်ဆိုတဲ့လူငယ်တွေပါနောက်ထပ်9ယောက်10ယောက်ကိုလည်းနာမည်နဲ့တကွာဖော်ပြထားပါသေးတယ်သူတို့ကိုကြီးအချင်းကိုလည်းဖော်ပြထားပါတယ်သူတို့ဓာတ်ပုံလေးတွေကိုကြည့်ရရင်စိတ်ထဲမှာမကောင်းပါဘူးခလေးတာတာလေးတွေပဲရှိပါသေးတယ်လူကြီးတောင် ပြီးပြီးပြင်းပြင်းမဖြစ်သေးတဲ့လူမမယ်လေးတွေပါဒါလေးတွေကိုသေးချင်းသေးရှင်းချင်းရှင်းဖြစ်ချင်းအားဖြစ်ဆိုပြီးတော့တေရွဲ့နဲ့တွန့်ပို့ထားတာပါသူတို့ဟာတက်ပြေးဖြစ်သွားတော့လေရဲဘော်ရီစီကိုမုံ့ပို့ပေးမယ်ပစ္စည်းပို့ပေးမယ်လို့ပြောပြီးတော့တီနီယာတိရအောင်စုံစမ်းကြတယ်လို့ဆိုပါတယ်တီနီယာတိအောင်စုံစမ်းမယ်တိရင်ထောက်လန်းရေးကိုသတင်းပေးမယ်လေရင်နဲ့လာပြီးတော့ဘုံကျဲမယ်ဆိုတော့ဖြစ်စင်တွေကသူတို့လှုပ်ရိုးလှုပ်စင်တွေပါ တပ်ဖွဲ့ဝင်အမျိုးသမီးတွေရဲ့အကောင့်အတုတွေဖန်တီးပြီးတော့ရဲဘော်တွေကိုလှန့်ကျူတာလှန့်ချူတာမျိုးတွေလည်းလောက်ကြသေးတယ်လို့ဆိုပါတယ်ထောက်လိုင်းရေးကတင်ပေးထားတဲ့နီးနာတွေပါငငယ်ရွယ်ရွယ်နဲ့ရုပ်မာနီမျိုးစုံတက်နေကြပြီလို့ဆိုရပါလိမ့်မယ်ရဲဘော်တွေနဲ့ကြီးစားဖြစ်အောင် ဖန်တီးပြီးတော့သတင်းစုံစမ်းတာမျိုးလည်းလုပ်ပါသေးတယ်အဲ့ဒါကလည်းစစ်ထောက်လိုင်းရေးတွေအမြဲတုံးနေရှိတဲ့ရုပ်ရုပ်မာမာနီးနာပါနာမည်ကြီးစာရေးဆရာကြီးတဦးရဲ့တမီးကိုထောက်လိုင်းရေးကကြီးစားဖြစ်အောင်လုပ်ပြီးတော့ ရုပ်ရုံမှမှကြက်စီတာကိုလူကြီးတွေကတော့ကြားဘူးကြပါလိမ့်မယ်လူကြီးတိုင်းသိတဲ့အဖြစ်ပြက်တစ်ခုပါတက်ဆိုင်ရမိသားစုတွေကဒီအကြောင်းကိုပြန်ကြားခြင်းစိတ်ရှိခြင်းမှရှိကြပါလိမ့်မယ်အဲ့ဒါကြောင့်အလွန်လေးစားစရာကောင်းတဲ့အဲ့ဒီစာရေးဆရာကြီးရဲ့နာမည်ကိုကျွန်တော်ဖော်မပြောတော့ပါဘူးမန္တလေးကလူပောင်တက်ပါတီရုံကန်းငှားတဲ့အင်ရှင်အမျိုးသမီးကြီးတယောက်ကိုလည်းထောက်လှမ်းရေးကရည်စားဖြစ်အောင်ကြိုးစားပြီးတော့နိုင်ငံရေးကစားခဲ့မှုပါတယ်အလွန်ဩဇာကြီးတဲ့တိုင်းရင်းသားခေါင်းဆောင် မျိုးသမီးကြီးတယောက်ကိုလူပါရအောင်ချင့်ကပ်အပြာပုံတွေခိုးရိုက်ပြီးတော့အကြက်ကင်ဘူးတဲ့ဇလန်းလည်းရှိပါတယ်ကျွန်တော်အခုပြောတဲ့အကြောင်းအရာတွေဟာအလွန်တိကျသေချာတဲ့ခိုင်မာတဲ့ဖြစ်ရတွေပါနံပါတ်ထုတ်ပြောပြနိုင်ပေမဲ့သက်ဆိုင်ရာမိသားစုတွေကိုအားနာလို့သူတို့ကိုငက်ကွက်လို့ထုတ်မပြောတာပါအဲ့ဟာမျိုးဇလန်းတွေအများကြီးပါထောက်လိုက်ရဲ့ရုပ်မာမှုကအတိုင်းစားမရှိပါဘူး နိုင်ငံခြားတိုက်ပြည်တစ်ခုတည်းကိုခိုးဝင်ပြီးတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လွှတ်တော်အမတ်တရားကိုဟိုတယ်မှာတတ်သွားတာလည်းရှိပါတယ်။တတ်ရုံနဲ့မကပါဘူး။နေပါကိုဖြတ်ပြီးတော့အလောင်းကိုလမ်းပေါ်မှာဝစ်လစ်စလစ်ပစ်ထားပါတယ်။မိမကိစ္စကြောင့်အသက်ခံရတယ်လို့လို့တည်တဲ့သူကိုတိတ်ခါချတဲ့အလုပ်လုပ်ထားတာပါ။အဲ့ဒါတော့အထိရုံမှာပါတယ်။တရှိုးတလန်းအလုပ်ရဲ့အကျိုးဆက်တွေကတိတ်ကြည့်ပါတယ်။တော်လိုင်းရဲ့အဖွဲ့တွေအတွင်းကိုစိတ်ဝင်ပြီးတော့တရှိုးအစ်စ်မွေးမြူတဲ့အလုပ်မျိုးကိုလည်းလုပ်ပါတယ်။ 1988လူထုအရေးတော်ပုံကြီးဖြစ်တော့ရန်ကုန်မြို့ကတောက်ရည်ကိုစိတ်ခတ်တယ်ဆိုတဲ့သတင်းထွက်ပေါ်လာပါတယ်။မူရစ်စေးအကျွေးခံထားရတဲ့လူတို့ခေါင်းဖြတ်အသက်ခံရပါတယ်။အဲ့ဒီဗီဒီယိုတွေကိုအသုံးပြုပြီးတော့လူထုအရေးတော်ပုံကြီးကိုတရုတ်ဖြတ်ဝါရဖြတ်ချတဲ့အလုပ်ကို စစ်အုပ်စုကနှစ်ပေါင်း10နဲ့ချီပြီးတော့ဇက်တိုက်လုပ်ပါတယ်။လူတို့ဟာဆိုလို့ရှိရင်ရှစ်လေးလုံးအရေးတော်ပုံကြီးဟာကြောက်စရာအဖြစ်ပြက်ကြီးပါလားလို့တောင်းမှထင်သွားတာမျိုးရှိပါတယ်။ စေုပ်စုရဲ့ဝါဒဖြန့်ချီတော်တော်ထိရောက်တဲ့ဖြစ်စဉ်နမူနာတချို့ရှိပါတယ်။ဘတ်ခက်မောင်စူးစန်းကျော်ဝင်းဆိုတဲ့ဆိုင်းဆရာဆရာတပည့်အုပ်စုကို စာပေသမားနဲ့နိုင်ငံရေးသမားတော်တော်များများတွေ့ပြီးတော့သိကြပါတယ်။ပုံစံတူလူတွေမို့လို့ဆရာတပည့်အဖြစ်နဲ့တွေ့မိကြတာပါ။အဲ့ဒီထဲကဘတ်ခက်ဆိုတာကတခင်သားတော်နောက်ဆုံးနေများစာအုပ်ကိုအဓိကဥဆောင်ရေးသားတဲ့သူပါ။မြရပင်စာပေကနေပြီးတော့ စထုတ်တုန်းကစာရေးဆရာ၃ယောက်နာမည်နဲ့ထုတ်တာပါမကြာခင်တုန်းကအဲ့စာအုပ်ကိုပြန်ထုတ်မယ်ဆိုတော့ကျန်တဲ့စာရေးဆရာ၂ယောက်ကသူတို့နာမည်ကိုအထက်မခံတော့လို့ဘတ်ခက်တယောက်တည်းပဲနာမည်ခံပြီးတော့ထုတ်ရပါတယ်အဲ့ဒီစာအုပ်ရဲ့ဝါရဖြတ်ချီတော်တော်အောင်မြင်ပါတယ်နောက်တစ်ခုကတော့88လူတို့အရေးတော်ပုံကြီးကိုစူပူတောင်းချမ်းလူသူတွေရဲ့ခေါင်းဖြတ်တတ်တဲ့အရေးတော်ပုံကြီးဖြစ်အောင်တည်ုပ်ဖြတ်တဲ့အလုပ်ကလည်းတော်တော်အောင်မြင်ပါတယ်နောက်တစ်ခုကပါချောင်ဖြစ်စဉ်ကိုအသုံးပြုပြီးတော့လက်နက်ကင်တော်လိုင်းရေးကိုလူတွေစိတ်နာအောင် ဝါရဖြန့်ချီတာတော်တော်အောင်မြင်ပါတယ်။ပါချောင်ကိစ္စမှာအပြစ်မရှိဘဲခံရတဲ့သူတွေဘက်ကကြည့်ရင်နစ်နာမှုကသိပ်ကြီးပါတယ်။အခုခေတ်မှာတရှိုးတခစ်ထလာပြီဆိုတော့ပါချောင်သင်ကန်းစာဟာအလွန်အရေးကြီးတဲ့သင်ကန်းစာအဖြစ်ပြန်စင်စားလေ့လာဖို့တောင်းလိုတယ်လို့ဆိုချင်ပါတယ်။တော်လိုက်သမားတွေကြားထဲမှာမယုံသင်္ကာမှုတွေအစမတန်ပွားများလာစေပါတယ်။မဲမဲမြင်နာမှန်သမျှတရှိုးထင်ပြီးတော့ဆော်ဟချဟဆိုပြီးတော့ဖြစ်ကုန်လို့ရှိရတော်လန်ရေးအတွက် အမဲခွက်ကြီးဖြစ်သွားစေလောက်အောင်ထိညစ်နာပါတယ်။ရန်သူအတွက်အလွန်ကောင်းတဲ့ဝါရဖြတ်ချစရာအကွက်ကြီးဖြစ်သွားတတ်ပါတယ်။အပြစ်မဲ့တဲ့ဘဝသူရဲဘော်တွေဘဝပြက်လောက်အောင်အထိတေးရပေါအောင်နာကျင်တဲ့အထိခံစားကြရပါတယ်။တချို့လုပ်ငန်းထဲမှာ agent provocator ဆိုတဲ့လုပ်ငန်းရှင်လည်းအမြဲပါလိမ့်ရှိပါတယ်။ရှင်းလေးလုံးမှာလုပ်တဲ့ agent provocator လုပ်ငန်းစဉ်ထဲမှာဆိုလို့ရှိရင်ဂိုဒေါင်တွေဖောက်ဖို့ agent provocator တွေကနေပြီးတော့အရက်သားတွေကိုစုယုံပြီးတော့ခေါ်သွားပါတယ်လူထုကသွေးစုလာပြီးဆိုတော့ agent provocator တွေကရှောင်ထွက်သွားပြီးတော့စစ်တပ်ကဝင်ပစ်ပါတယ်တာမန်အရက်သားတွေကလည်းအသက်ခံရပါတယ်အရက်သားတွေလည်းအသက်ခံရသေးတယ်လူထုရေးတော်ပုံကြီးကိုလည်းတခိုးတမျှအလုတ်တွေလောက်တာဆိုပြီးတော့စစ်တပ်ကဖြိုခွဲ ီသူလူလူကိုအကာအကွယ်ပေးရပါတယ်ဆိုပြီးတော့ဝါဒဖြန့်တာကိုလည်းခံရပါသေးတယ်။ခေါင်းဖြတ်တတ်တဲ့လုပ်ငန်းတွေထွက်ပေါ်လာအောင်လဲ Egypt provocateur တွေကပဲအတွင်းထဲထိဝင်ရောက်တွေ့ထိုးပါတယ်။အဲ့ဒီတော့ကထောက်လိုင်းကြီးကထုတ်ထားတဲ့စာတောင်မှရှိခဲ့ပူပါတယ်။အခုကျွန်တော်ပြန်ရှာလာရုပ်တရက်မတွေ့လို့မတင်ပြနိုင်တာပါ။ဒါပေမဲ့လူအများအပြားတွေ့ဘူးမြင်ဘူးပြီးသားပါ။အခု Mandalay PDF ကထုတ်ပြန်တဲ့တရှိုးကိစ္စနဲ့အတူ သတိပိတ်တင်ပြကြတာကတချို့တွေဟာတော်လိုက်တက်တာရဲဘော်အချင်းချင်းကိုမဲမဲမြင်ရာတချို့ထင်အောင်တန်တရာပွာလာစေတတ်ပါတယ်အလွန်အကျွံမစိုးရင်ကြဖို့အလွန်အကျွံနဲ့ရန်ကာရောအပြစ်ပေးအေးအေးယူတာတွေမလုံမိကြဖို့အစွန်းမရောက်ဖို့ကလည်းရေးကြည့်ပါတယ်ဒုတိယပါကြောင်ထပ်ပေါ်မလာအောင်သတိကြီးကြီးအမျှော်မြင်ကြီးကြီးထားကြဖို့လိုအပ်ပါတယ်အတွင်းကနေဝင်ပြီးတော့ agent provocator လောက်ရက်တွေအတွက် သွေးထိုးပေးမှာကိုလည်းသတိထားကြဖို့လိုပါတယ်ဥမာအားဖြင့်မိရှုဖြစ်စည်းတာတွေရိုးရိုးအရက်သားတွေကိုတရှိုးတလန်းအဖြစ်တဲ့ဆွတ်ဆွဲတက်ဖြတ်ခိုင်းတာတွေတော်လိုင်းရေးအဖွဲအချင်းချင်းပြစ်ခတ်မှုတွေဖြစ်အောင် စွပေးရန်တိုက်ပေးတာတွေကို agent provocator တွေကလုပ်တတ်ပါတယ်အဲ့ဒါမျိုးတွေဖြစ်မလာအောင်အထူးသတိထားရပါမယ်တရှိုးကိုလည်းသတိထားဖို့လိုတယ်လို့တရှိုးကိုကြောက်ပြီးတော့တော်လိုင်းရေးသမားတိုင်းကိုတန်တရာပွားတာအစွမ်းရောက်ရေးယူမှုတွေလုံမိမှာကိုလည်း သတိထားဖို့လိုအပ်ကြောင်းတင်ပြခြင်းပါတယ်ခင်ဗျာ။